Hello အားလုံးဝမင်္ဂလာပါဖိုးဘောမချင်းကနေဂျူဆိုပါတယ်ဆရတ်ကျွန်တော်တို့ International Break ဒီအတော်အတွင်းမှာကစားသမားတွေကိုစီကနိုင်ငံလက်ရွေးစင်အသင်းတွေအတွက်ရှင်ပိုင်ကစားပေးကြရင်းနဲ့ injury ပြဿနာတွေကြုံသွားတဲ့ကစားသမားတွေကျွန်တော်တို့ရှိတယ်ဆရတ်ဒီကျွန်တော်တို့တဲမှာဆိုလို့ရှိရင် Liverpool ရဲ့ကွင်းလင်ကစားသမားဖြစ်သူ Graven Bach နဲ့ပတ်သက်တဲ့သတင်းကျွန်တော်ပြောကြည့်အောင်ဆိုတော့ဒီနေရာမှာ Liverpool တင်းရဲ့ပေါ့နော်ကျွန်တော်သားတရင်တော်တယောက်ဖြစ်တဲ့ James Pearce ကနေပြီးတော့ဒါ Athletic မှာဖော်ပြထားတယ်။ Liverpool တင်းရဲ့ကွင်းလင်ကစားသမားဖြစ်သူ Graven Bach ကတော့ ဒီ Netherlands ပေါ့နော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကသာ Finland ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အတော်အတွင်းမှာ injury ပြဿနာကြုံခဲ့နော် injury ပြဿနာကြုံခဲ့တယ်ဆိုတာလေ hamstring မှာပေါ့နော်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့တက်တောင့်တက်တာမရှိဘူးပေါ့ဗျာကစားရတာအဲ့ဒီအတွက်ကျတို့ဒါ Rhinos နဲ့ပေါ့နော်ဒီပထမပိုင်းပြီးတော့လူစားလဲလိုက်တယ်ဆိုတော့နီးပြဖြစ်တဲ့ Ronald Goldman ကတော့ကစားမဖြစ်သူကိုတန်ရပြက်တနာတွေပုံကြုံမလာရအောင်ပိုဆူးမလာရအောင်ကြူတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲလိုက်တာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ဒီကြတာတခုကတော့ဒါဟာလီဗာပူးအသင်းအတွက်တော်တော်ကိုစိတ်ပူစရာတင်းမှာဘာကြောင့်လဲဆိုတော့ Greenwich Bach နေလက်ရှိ Liverpool team မှာအရေးအကြီးဆုံးကွင်းလင်ကစားမတစ်ယောက်ဖြစ်နေလို့ပဲ။ Subodh Line ဟာ Impedance ရည်ကြီးသလို Florian Vies တို့ကလည်းအဆင်မပြေသေးဘူး။ Alistair လည်းကောင်းပေမဲ့လည်းလို့ကျွန်တော်က Greenwich Bach လောက်တော့ဒီကွင်းလင်မှာ လုံးဝစွန်းဆောင်ရည်ကောင်းနေဒီရာဒီမှာပြတ်မထားသေးဘူး။ဆိုတော့ เนาะဒီ Arnis Law ရဲ့ကျွန်တော်တို့ဒါကွင်းလင်မှာဆိုလို့ရှိရင် Graven Bacher Impedance အရေးကြီးတဲ့ကစားမပါဆိုတော့ဒီကစားမကိုတကယ်တကယ်အတင်းကလက်ရှိပေါ့เนาะ Time Pattern တွေကြုံနေရတဲ့အချိန်အဲကျွန်တော်တို့ပြန်ပြီးတော့ဒီ weekend မှာကစားတော့မယ်ဆိုတဲ့ Premier League ပွဲမျိုးမှာလည်းလွဲချော်နိုင်ခြေရှိတယ်ဆိုတာမျိုးကတော်တော်ကိုစိတ်ပူစရာပါ။အဲ့တော့ဒဏ်ရာပြဿနာကကြုံနေတာမဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့ကပိုကြုံသွားမဆိုးလို့ပိုပြီးတော့စိုးမှဆိုးလို့ပေါ့နော်။ကျွန်တော်တို့ကလူသားလေးလိုက်တယ်ဆိုတော့အကယ်လို့ဒါကမတက်တာဘူးဆိုရင် Manchester United နဲ့ပွဲမှာ ာနီစလုံးအနေနဲ့ကျွန်တော်ထည့်လို့မရဘူးအကယ်လို့ထည့်ပြီဆိုတော့တခုခုကြုံသွားပြီဆိုရင်လီဘွဲလောက်နားရတာမျိုးတို့ငါးဘွဲလောက်နားရတာမျိုးတို့ကံမကောင်းစွာပဲကြုံကောင်းကြုံသွားနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိပေါ့နော်ဒီဂရီယန်ဘတ်စထရက်ကလီဘာဝူးတင်တပွဲလောက်သူ့ကိုလက်လွတ်လို့ရာကောင်းရနိုင်မဲတဲ့မဲ့၄၅ဘွဲလောက်အထိလက်လွတ်လို့ကျွန်တော်မရဘူးဒါ hamstring discomfort ပုံစံမျိုးဖြစ်တဲ့အတွက် hamstring ညာကြုံသွားမယ်ဆိုရင် လာနေချီကျွန်တော်နားရတဲ့အချိန်ဒီမျိုးမှုလို့ပါဆိုတော့ဒါကြောင့်လက်ရှိမှာ Grian Bach ကို Netherlands ရဲ့ဘက်ကတော့ပေါ့နော်ကျူတင်ကာကွယ်တဲ့အနေနဲ့သူတို့လူစားလဲလိုက်တဲ့အဲ့ဒီ Finland နဲ့ပွဲမှာအတိုင်းမလို့တည်ကြတာတခုကတော့ Liverpool အနေနဲ့ဒီကစားမဖြစ်သူကို weekend မှာကစားမိ Manchester United နဲ့ပွဲမှာလက်လွတ်လို့ကျွန်တော်မဖြစ်ဘူး အခုကဒီမတိုင်ခင်ကလည်းပဲလေပေါင်းသင်းရဲ့ဘက်ကကျတို့ကအဝေးကွင်း၃ဘွဲစတိုက်ပြိုင်ပွဲစုံမှာကျတို့ရှုံးနေထားတယ်ဆိုတော့အိမ်ကွင်းမှာကစားမဲ့ဒီ Manchester United နဲ့ပွဲမှာမရမဖြစ်မနေသူတို့နိုင်ပွဲရအောင်ကစားဖို့လိုတယ်အဲအဲ့ဒီပွဲမှာကိုပဲကျတို့ကအလစ်ဆန်ကပေါ့နော်ကြာ hamstring injury ကြောင့်ကျတို့ကပါနိုင်ဖို့ကျွန်တော်မရှိဘူး Manchester United နဲ့ပွဲမှာကူနာဒေးကလည်းပဲကျတို့ပေါ့နော်ပြင်သစ်လက်ရွေးစင်အသင်းကနေပြီးတော့တံရကြောင့်နှုတ်ထွက်ထားရတယ်လေပေါင်းသင်းစီကိုပြန်လာတယ်ပေါ့ဗျာအဲပြီးလို့ရှိရင်ကျွန်တော်တို့နေပေါ့နော် Graham Bach လို့ကစားမမျိုးကလည်းဒါမျိုးဖြစ်နေတယ်ဆိုလို့ရှိရင် လုံးဝကိုလီဗာပူးသင်းအတွက်မလွယ်ပါဘူးလီဗာပူးကအချိန်ကြီးမကောင်းရင်ခန်းစစ်မှာအန်ဒူနဲ့ပေါ့နော်ဘန်တိုင်နှစ်ယောက်ပဲတုံးသွားမယ်အချိန်ကြီးမျိုးကြီးကျွန်တော်ဖြစ်နေပြီဂျူဂူမက်စ်တို့ဘာလို့ရှိပြီမဲ့လေလို့ကျွန်တော်တို့ဘလို့ဖြစ်လာမလဲနီးပြားကတုံးမှာမလားကျွန်တော်မထင်ဘူးဆိုတော့ဂရီဝန်ဘတ်ရှိနေတယ်ဆိုလို့ရှိရင်တော့မှဂရီဝန်ဘတ်နဲ့ကျွန်တော်သာဘန်တိုင်နှစ်ယောက်ကိုတုံးလို့ရတဲ့အချိန်ကြီးမျိုးပါနော်ကျွန်တော်ယာယီခဏတပွဲနှစ်ပွဲလောက်ကသို့တော်လည်းပဲဒီကစားမပိုင်းအင်ဂျူရီပြဿနာကြုံရမယ်ဆိုရင်တော့မလွယ်ဘူးပေါ့နော်ဂရီဝန်ဘတ်ကလက်ရှိဒီယာဒီမှာ လေပါဦးတင်းတွေ့ပါဗောနော်ကျွန်တော်တို့ဒီပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင်ရှစ်ပွဲထိလောက်သူကစားထားတယ်။နော်ရှစ်ပွဲထိကစားထားပြီးတော့နှစ်ကိုးသွင်းနှစ်ကိုးဖန်တီးမှုဗောနော်ပြိုင်ပွဲဆုံးမှာသူသူရအောင်သူဆွမ်းဆောင်ပေးထားတယ်။သူလွဲခဲ့တာဆိုလို့ကျွန်တော်တို့ဒါပရမတ်ဆုံးယာစီဆဆချင်းဘုံပေါက်ကိုဗောနော်ဒါအိမ်ဝင်းမှာဟိုကမ်ဘက်ကနေတစဉ်ပြန်အနိုင်ယူခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်သူမပါနိုင်ခဲ့ဘူး suspended ဖြစ်ထားတဲ့အတွက်ဗောနော်အဲ့ဒါကလွဲလို့ရှိရင် Green Bunch ကလေပါဦးတင်းတွေ့ကျွန်တော်ပွဲတိုင်းဒီပါကစားပေးထားပြီးတော့ပြိုင်ပွဲဆုံးမှာနှစ်ကိုးသွင်းနှစ်ကိုးဖန်တီးထားတယ်။ဒါကြောင့် Ryan Green Bunch ဒီလက်ရှိ PR တွေအောက်ဖိဖိချင်းကြာရောက်လာပြီဆိုတဲ့ကြည်ဒီအန်နီစလော့ရဲ့လက်အောက်မှာအင်မတန်အရေးပါတဲ့ကစားမပါ။เนาะအာနီစလော့တက်လည်းလီဗာပူးအတွက်လည်းကျွန်တော်ပေါ့နော်အာဆင်နယ်ကသူတို့အတွက်တမှတ်တာသွားပြီ။ဒီဝီကန်မှာလည်းအာဆင်နယ်နီနဲ့အမှတ်တွေပါတဲ့ထက်ယူဖို့ကျွန်တော်ရှိတယ်။ပရီးမီးယားလိမ်းမှာအဲ့မဲ့လီဗာပူးတင်းအတွက်ကျတော့မလွယ်တော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့၃ဘွဲ့ဆက်တဲ့ရှုံးထားတဲ့အတွက်ဒီ Manchester United နဲ့ပွဲမှာနိုင်အောင်ကစားကူကစားပြမှကျွန်တော်ရမှာ။အဲ့လိုအခြေအနေမျိုးမှာကိုပဲခန်စစ်မာကယူပေါက်တွေအများကြီးတွေ့နေရတယ်။ ။နောက်တအပြင်ကွင်းလင်က Florian VS2 ဘာလို့ဆိုလို့ရှင်လည်းပဲအရင်ကောင်းတဲ့ performance တွေကျွန်တော်တွေ့မနေရသေးဘူး။ကိုသိနဲ့တွေ့မှာစုတ်ကောင်းနေတော့မသိဘူးเนาะ။ဆိုတော့ Tyson က Alexander Isetto ကလည်းလက်ရှိ club level မှာကောလေဝီစင် level မှာကောတော်တော်လေးကိုတိုင်ပတ်နေတယ်ပေါ့နော်။အဲ့ဒီတော့ Liverpool အနေနဲ့ဘယ်လိုပြောမလဲ။မထင်မှတ်ဘဲနဲ့အကုန်ပြဿနာတွေတန်းစီကြုံလာတဲ့သဘောကျွန်တော်ဖြစ်နေတယ်။သို့တော်လည်းပဲလောဒီမှာဆိုလို့ရှင်ရင် Ryan Grevenbach ကိုလက်မလွတ်ရဘူးဆိုလို့ရှင်တော့အဆင်ပြေနိုင်တယ်သို့တော်ဒီလိုမျိုးစိတ်ပူစရာကြုံနေရတယ်ဆိုလို့ရှင်တော့ ာနီစလော်အနေနဲ့ risk ယူပြီးတော့ဗောနော်တပွဲကိုတော့လွဲချော်ခွင့်ပြုပြီး56ပွဲလွဲချော်မှာမင်းမရာမျိုးတွေတော့သူလုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့စောင့်ကြည့်ရမယ်နံပါတ်3ကြတာတကူကတော့ Liverpool အသင်းအတွက် Graham Bach တော့ Dayan ပြဿနာကြုံသွားရရင်တတော်ကိုမလွဲတဲ့အခြေအနေမျိုးဖြစ်သွားမှာ slot အတွက်ကဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်